ဆီးချိုယောဂါကိုဘယ်အချိန်မှတန်တရားဝင်သင့်တယ်လဲအခုပြောပြပေးမယ်ယောဂါလက္ခဏာတွေခံစားနေရပြီဆိုလို့ရှိရင်တော့ဆီးချိုယောဂါကိုတန်တရားဝင်သင့်ပါတယ်နံပါတ်၁ချက်ဆီးခဏခဏသွားခြင်းပုံမှန်ထက်ပိုပြီးတော့ဆီးခဏခဏသွားတာမျိုးတွေခံစားရလာနိုင်ပါတယ်နံပါတ်၂ချက်ရေခဏခဏစာခြင်းပုံမှန်ထက်ပိုပြီးတော့ရေစာလာတာမျိုးတွေခံစားရတတ်ပါတယ်နံပါတ်၃ချက်ဗိုက်ခဏခဏစာတာမျိုးတွေခံစားရတတ်ပါတယ်နံပါတ်၄ချက် ပုံမှန်ချိန်တွေမှာတော့ပင်မလွယ်နေတာမျိုးဘာမှမလုပ်ရသေးဘူးပင်မလွယ်နေတာမျိုးခံစားရတတ်ပါတယ်။နံပါတ်5ချက်အမြင်အာရုံဝေဝါးလာတာမျိုးတွေခံစားရတတ်ပါတယ်။နံပါတ်6ချက်ခြေရည်လက်တွေမှာဆိုလို့ရှိရင်ထုံနာကျင်တာလေးတွေခံစားရတတ်ပါတယ်။နံပါတ်9ချက်အနာဖြစ်တဲ့ခံစားတွေမှာဆိုလို့ရှိရင်အနာကျက်နေတာမျိုးတွေခံစားရတတ်ပါတယ်။နံပါတ်10ချက်သောနာမျိုးတွေ၊သွားကြိုက်တာမျိုးတွေ၊တဖုံးမှာတွေးယူတာမျိုးတွေ၊တဖုံးပြဿနာတွေခံစားရတတ် ျွန်တော်အခုပြောပြပေးခဲ့တဲ့ယောဂလက္ခဏာလေးတွေခံစားရနေရပြီဆိုလို့ရှိရင်တော့စီဂျိုယောဂကိုတန်တရားဝင်သင့်ပါတယ်။ဒီဆရာဆီယုံဆေးကမှာဆရာဝန်နဲ့ပြောင်းတာပြီးတော့စီဂျိုယောဂကိုစစ်ဆေးပြီးတော့ကုသမှုခံယူဖို့လိုအပ်ပါတယ်။စီဂျိုယောဂကပေါ်စားတဲ့ယောဂတစ်ခုမဟုတ်ပါဘူး။တရားလေးတွေယူဆိုင်ဖို့အတွက်တိုက်တွန်းချင်ပါတယ်။ကျွန်တော်အခုဝေမျှပေးခဲ့တာလေးတွေကကိုယ်အတွက်ဘုဒ္ဓရရတဲ့သိပညာတစ်ခုခုရတယ်လို့ထင်ရင် like လုပ်ခဲ့လို့ရပါတယ်။အသေးပေးခဲ့လို့ရပါတယ်။သိကျင်တာတွေမေးကျင်တာတွေရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်။တခြားသူတွေသိရအောင်လည်းဝေမျှပေးခဲ့ကြ နော်အားလုံးပဲကျန်းမာသောခံချမ်းသာသောဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေအဲကျွန်တော်ရဲ့ Dr. Hack TikTok Facebook နဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ကျေးဇူးပါ